ရှိကုတ်ကိုမြို့သိငွေရင်းလုပ်ငန်းကြားဖြတ်နေရာတွေကို BGF တပ်ဖွဲ့ကဖြုတ်ခွင်းဖျက်ဆီးတော့မယ်ဆိုတဲ့သတင်းကြောင့်ငွေရင်းလုံသမားတွေညာရင်းချင်းရှောင်ရှားသွားလာနေကြတဲ့မြေခွေးရုပ်တံပါရှိကုတ်ကမှာဒီည7နာရီအပီးဖြတ်သိမ်းမယ်ဆိုပြီးသတင်းထွက်နေလို့ဒါထွက်ပြေးနေကြတာပါ